ဒီနေ့တင်ကင်းစားလေးရဲ့မှာလေ့လာမယ့်အကြောင်းအရာကတော့ကျမတို့ဒီ reading လေးပါမယ်ပေါ့နော်။ဒီမိန်းကလေးနှစ်ယောက်ပေါ့ interview လုပ်တဲ့လူရဲ့ဖြေတဲ့လူရဲ့သူတို့ပြောထားတဲ့အမေဖြေလေးစကားပြောလေးတွေလေ့လာရမယ် reading လေးပါတယ်။ပြီးတော့ဘယ်တော့မှမလုပ်ဘူးဒါမှမဟုတ်လို့ရှင်အမြဲတမ်းလုပ်တယ်အစာရှိသဖြင့်ဒီလိုစကားလုံးလေးတွေကိုကျမတို့ English လို့ဘယ်လိုပြောမလဲဒီစကားလုံးလေးတွေကိုဘယ်လိုသုံးမလဲဆိုတာလေးတွေနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးကြီးလေးပါဝင်တယ်လေ့လာမှုလေးလေးပြုလုပ်ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျမတို့ရဲ့ဒီနေ့တင်ခန်းစာလေးကိုစလိုက်ပါမယ်။ ခေါင်းစဉ်ကတော့ working life ဖြစ်ပါတယ်။ Emma Jones interviews Kirsty Smith about her working life ဆိုပြီးတော့ရေးထားတယ်။ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကတော့ကျမတို့ဒီပုံထဲမှာမြင်တွေ့နေရတဲ့အတိုင်းပဲပေါ့နော်။ဒီဘက်က Emma Jones ဆိုတဲ့တယောက်ကသူက Kirsty Smith ကိုခေါ်တဲ့တယောက်ကိုသူက interview လုပ်နေရဖြစ်ပါတယ်။ဘာအကြောင်းလဲဆိုလို့ရှိရင်တော့ about ရဲ့အနောက်ကအကြောင်းကိုဖြစ်ပါတယ်။ပါလာပြန်ပြရမယ်ဆိုရင်တော့ her working life flow ပြောလို့ရရပါတော့မြန်မာလိုဆိုရင်တော့ ူ့ရဲ့ဒီအလုံးလုံးတဲ့ဒီဘဝပေါ့အလုံးလုံးတဲ့ life ကိုမိကုန်မိထားတာလေးကိုလေ့လာမှာဖြစ်ပါတယ်။ဒါဆိုရင်ပထမဆုံးမိကုန်ကိုစာပြီးတော့ကြည်ပါမယ်။ So Cassie what do you do? ဆိုပြီးတော့မေးလိုက်တယ်ပေါ့နော်။ဘောလောက်ထားတဲ့ဒီ letter လေးတွေက bold ဖြစ်နေတာပေါ့နော်စာလုံးလေးချင်းနေတာကမေးတဲ့မိကွန်းလေးတွေဖြစ်ပါတယ် interviewer မေးတဲ့မိကွန်းလေးတွေကိုလေ့လာမှဖြစ်တယ်ပေါ့နော် so custody okay ဆိုတော့ ါဆိုရင် Cassie ရေလိုမျိုးလေးစလိုက်တာပေါ့နော် What do you do နင်ကဘာလုပ်လုပ်တာလဲဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်ဒီအခါမှာ Cassie ဘာပြန်ပြေးလဲဆိုရင် I'm an office worker ဆိုပြီးပြေးလိုက်တယ်အိဗေကတော့ငါကတော့ရုံးမှာလုပ်လုပ်တယ်လူတယောက်ဖြစ်ပါတယ်ရုံးအလုပ်သမားတယောက်ဖြစ်ပါတယ်ရုံးဝန်ထမ်းတယောက်ဖြစ်ပါတယ် I work in a company in the city ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အိဗေကတော့ငါက company တစ်ခုမှာလုပ်လုပ်တယ်ဘယ် company လဲဆိုရင်တော့ ဒီမြို့ထဲမှာရှိတဲ့ company တခုမှာအလုပ်လုပ်တာဖြစ်ပါတယ်ဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်ဒီခါမှာဆက်ပြီးတော့မေးပါတယ် What do you like about your job ဆိုပြီးတော့မေးလိုက်တယ်အတိပဲကတော့ဘာလဲဆိုရင်နေ့အလုပ်နဲ့ပတ်သက်ပြီးတော့နေပါအောင်ကြိုက်လေဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်ဒီခါမှာ the people in the office ဆိုပြီးတော့ပြောလိုက်တယ်ဆိုတော့ရုံးမှာရှိတဲ့လူတွေကိုသဘောကျတယ်ဆိုပြီးပြန်ပြေးလိုက်တာဖြစ်ပါတယ် they're all really nice ဒိဗေကတော့သူတို့တွေအားလုံးကတော်တော်လေးကိုစစ်ဆင်ရေးကောင်းကြတယ်ဆိုပြီးတော့ဖြေလိုက်တာဖြစ်ပါတယ်ဒီခါမှာဗာတက်မေးလဲဆိုရင် what don't you like ဆိုပြီးတော့မေးလိုက်တယ်အဒိဗေကတော့ဒါဆိုရင်ဘာလို့မကြိုက်ဘူးလဲဆိုပြီးတော့မေးလိုက်တာပေါ့နော်ဘာလို့မကြိုက်ဘူးလဲမကြိုက်တာရှိလဲဆိုပြီးမေးလိုက်တယ်ဒီခါမှာ I hate going on the train in the morning ဆိုပြီးတော့ပြောလိုက်တယ် I hate အဒိဗေကတော့ ငါမုံနေငါမကြိုက်ဘူးပေါ့နော်ငါမုံနေဆိုရင်တော့အရင်ကြီးကြီးကျယ်ကျယ်ဖြစ်သွားတယ်ပေါ့နော်အတိတ်ပဲကြီးရအရင်လေးနဲ့သွားတယ်ဒါပေမဲ့ဒီနေရာမှာတော့မကြိုက်ဘူးလို့ပြောချင်တာပေါ့နော် I hate going on the train ဆိုတော့အတိတ်ပဲကရထားပေါ်သွားတာငါမကြိုက်ဘူးဘယ်ချိန်လဲဆိုရင် in the morning မနက်ပိုင်းမနက်ပိုင်းမှာတော့ရထားပေါ်သွားတာငါမကြိုက်ဘူးဆိုပြီးဖြေလိုက်တယ်ပြီးသွားတဲ့အခါမှာ it's always very crowded အတိတ်ပဲကအများအားလို့လို့လူအများကြီး so i usually stand all the way အဲ့တော့ အမြင်တမ်းလိုလိုပေါ့နော် usually ဆိုတော့ stand all the way သွားတဲ့လမ်းတစ်လျှောက်လုံးမှာအမြင်တမ်းလိုလိုမတက်ထသွားတယ်ဘာဖြစ်လို့လဲဆိုတော့အမြင်တမ်းလိုကများနေတာပေါ့နော်ရထားပေါ်မှာလူအမြင်များတော့ခုံမရဘူးပေါ့နော်ပြောချင်တာတော့မတက်ရက်ပြီးသူမြဲသွားတယ် I sometimes get a seat တစ်ခါတလေမှာတော့ငါခုံရတယ် and that's great အဲ့ကြရင်တော့ကောင်းပါတယ်ဒီလိုမျိုးလေးသူကပြောတာပေါ့နော်ပြောချင်တာကတော့မနေ့ပိုင်းယုံဦး ဒီရထားနဲ့သွားရတာတော့မကြိုက်ဘူးဘာလို့လဲဆိုတော့လူရမ်းများတယ်အဲ့တော့မတက်ပဲရက်သွားတယ်ခုံမရဘူးပေါ့နော်တော်တော်နဲ့ဒါပေမဲ့တစ်ခါတလေကြားလို့ရှိရင်လည်းခုံရပါတယ်အဲ့ခါကြားရင်တော့ကောင်းပါတယ်ဆိုပြီးသူပြောလိုက်တာဖြစ်ပါတယ်ဒီကမှာမေးခွန်းက what do you do after work အတိတ်ကအလုပ်ပြီးရင်မလုပ်တလဲ အဖြေက I never leave the office on time အတိပေက never နဲ့ပြောထားတဲ့အကြောင်းကဘယ်တော့မှလို့ပြောချင်တာဖြစ်တယ်။ငါဘယ်တော့မှရဝနေမထွက်ဘူးအချိန်ကွက်တီမထွက်ဘူး။ I always work late အလုပ်လုပ်ရင်ကအမြဲတမ်းနောက်ကျတယ်။ပြောရရင်တော့အချိန်နောက်ကျတဲ့ဒီကိုသူအလုပ်လုပ်တယ်ငါအလုပ်လုပ်တယ်ပေါ့နော်။ Sometimes I go for a drink with friends from work ဆိုပြီးတော့ပြောတယ်။ Sometimes တော့တစ်ခါတလေမှာတော့ I go for a drink အာသွားပြီးတော့တောက်ကြရပါတော့ with friends from work ဆိုအလောက်ကတငယ်ချင်းနေနဲ့သွားပြီးတော့တောက်ကြရတယ်အဲ့ဒါမျိုးတော့တစ်ခါတလေလုပ်တယ်ပေါ့နော် but not very often ဒါပေမဲ့အဲ့ဒါမကြာခဏဖြစ်နေတာတော့မဟုတ်ဘူးပေါ့နော် but ဆိုတော့ဒါပေမဲ့ပေါ့နော်မြေတန်းခဏခဏလုပ်နေတာမျိုးတော့မဟုတ်ဘူးလို့ပြောချင်တာဖြစ်တယ် i usually just go home အတိတ်ပဲကတော့ငါအမြဲလိုလိုကတော့အိမ်မဲပြန်ပြစ်တာညားတယ်ဆိုပြီးတော့ပြန်ပြေးလိုက်တာဖြစ်ပါတယ် အမေနဲ့အဖေအားလုံးရဲ့အကြိပဲတွေကိုလည်းရှင်းပြပေးသွားပြီးပြီဖြစ်တဲ့အတွက်ကြောင့်အားလုံးပို့ပြီးတော့နားယူပါအောင်ကျွန်မပြန်ပြီးတော့ပြောပြပေးပါမယ်ဖတ်ပြပေးပါမယ်ဒီချာလေးနားထောင်ပြီးပါဒါဆိုရင်ကျွန်မတို့စလိုက်ပါမယ်အမ်ကျွန်မတို့နားထောင်အောင်မှာကနှစ်ခုရှိရပါတော့ဒီဘက်ကမေးတဲ့သူရဲ့ဒီဘက်ကဖြေတဲ့သူရဲ့နှစ်ယောက်ရှိတယ်နှစ်ယောက်ရှိတဲ့အတွက်ကြောင့်မေးခွန်းတစ်ယောက်မေးတယ်အဖေကတစ်ယောက်ဖြေတယ်ဒီလိုပုံစံမျိုးလေးသွားတာဖြစ်ပါတယ် So Kirsty what do you do I'm an office worker. I work in a company in the city. What do you like about your job? The people in the office, they're all really nice. What don't you like? I hate going on the train in the morning. It's always very crowded, so I usually stand all the way. I sometimes get a seat, and that's great. What do you do after work? I never leave the office on time. I always work late. Sometimes I go for a drink with friends from work. but not very often. I usually just go home. ဖြစ်ပါတယ်။ဆရာခုဆိုလို့ရှင်အတိတ်ပဲကိုလည်းနားလည်သဘောပေါက်သွားပြီ။ကျမဖတ်ပြခဲ့တာပြောပြခဲ့တာကိုလည်းတိကျလေးနားထောင်ပြီးသွားပြီလို့ထင်တယ်။ဆိုတော့ဒီနေရာမှာကျမကလှုပ်ဆီကျင်တာကဒီအမေးအဖြေလေးကိုကိုကိုရိုင်းပြောကြည့်ပါ။လိုက်ပြီးတော့ပြောကြည့်ပါပြောတဲ့အခါမှာစာဖတ်တယ်လို့ကြီးမပြောပါနဲ့စကားပြောတဲ့ခုကိုလေ့ကျင့်နေတဲ့ပုံစံမျိုးလေးပြောကြည့်ပါပြီးသွားလို့ရှိရင် အဲ့ဒီဒီစကလုံးနေဒီအမေဖြစ်ရအားလုံးကိုကိုကိုရိုင်းနားလဲလာဆိုပြီးပြန်ဆန်းစစ်ပါပေါ့နော်ပြီးတော့ရင်ကိုကိုရိုင်းဘာသာပြန်ကြည့်ပါလို့ကျွန်မကပြောလို့စီခြင်းနဲ့ဒါကလေ့ကျင့်ခန်းလေးတစ်ခုဖြစ်တယ်ပေါ့နော် reading လဲတခါတယ်လေ့ကျင့်ပြီးတော့ဖြစ်သွားတယ်နောက်တစ်ခုကကိုလည်းနားလဲတာလေးပို့ပြီးတော့တိုးတက်လာစီတယ်ပေါ့နော်ဒါလေးတစ်ချက် try ကြည့်ပါလို့ကျွန်မကပြောခြင်းနဲ့ speaking အတွက်ကိုလည်းတည်တည်တတ်တာလေ့ကျင့်သလိုဖြစ်သွားပါလိမ့်မယ်ကျွန်မအနေနဲ့လေ့ကျင့်စီကျွန်ပါတယ် ဒါဆိုလို့ရှိရင်တော့ကျမတို့ကလေ့ကျင့်ခန်းကိုပြုလုပ်အောင်မှာဖြစ်ပါတယ်။အရှိမကျမတို့ဒီအမေးဖြေလေးကိုကျမတို့ဖတ်လဲဖတ်ပြီးသွားပြီ။ကျောင်းသားအနေနဲ့လိုက်လဲဖတ်တယ်လို့ကျမယုံကြည်ပါတယ်။ပြီးသွားလို့ရှိရင်နားလေသဘောပေါက်ပြီလို့လည်းယုံကြည်တယ်။ speaking ကိုလည်းလိုက်လဲကျင့်တယ်လို့ကျမယုံကြည်ပါတယ်။အကယ်၍မလုပ်ထားဘဲနဲ့ပေါ့နော်ကြော်ကြည့်ရဆိုလို့ရှိရင်ကျမအနေနဲ့ပြောချင်တာပြန်ပြီးတော့ကြည်ပါပြန်ပြီးတော့လေ့ကျင့်ပြပါလို့ကျမပြောချင်ပါတယ်။ Okay ဒါဆိုရင်တော့အမ်ဖတ်ထားပြီလို့ယူဆရတယ်။ဒါဆိုကျမတို့ဒီလေ့ကျင့်ခန်းလေးကိုစပြီးတော့ လေ့ကျင့်ရမှာဖြစ်တယ်ပေါ့နော်ကျောင်းသားလေ့ကျင့်ရမယ်ပထမဆုံးအနေနဲ့သူကဘာပြောရလဲဆိုရင် read the article again ကျမတို့ရှေ့မှာပေးထားတဲ့ article လေးကိုပြန်ပြီးတော့ဖတ်ပါတဲ့သူကပြောထားပါတယ် and ပြီးတော့ရင်တော့ write the answers to the questions below အောက်မှာကျမတို့မိကွန်းလေးမိထားတယ်အဲ့ဒီမိကွန်းလေးတွေကိုဖြေပေးပါအောက်ကမိကွန်းလေးတွေကိုဖြေပေးပါလို့သူကပြောထားတယ်ပေါ့နော်ဒီကမှာကျမတို့လုပ်စီချင်တာကတော့ဘာခေါ်လဲဆိုရင်ကျမတို့ဒီစာအုပ်ထဲမှာပေါ့နော်ကျမတို့ a b c d ဆိုပြီးတော့ ဒီမိန်းကလေးကိုကူရေးပါပြီးသွားတဲ့ခါကျလို့ရှိရင်အဖြေလေးအတွက်နေရာလေးခြံခဲ့ပါတော့ပြီးသွားရင်ကျမတို့ဒီဗီဒီယိုလေးကိုအရှိတ်ကိုတစ်ချက်ပြန်ပြီးတော့အာကျောင်းသားကကြော်ပြီးသွားတဲ့ခါမှာ article လေးကိုဖတ်ပြီးတော့ဒီမိန်းကလေးကိုဖြေပေးပါလို့ကျမပြောချင်ပါတယ်ပြီးသွားလို့ရှိရင်ကျမတို့အဖြေလေးတိုက်ပါမယ်ကျမအနေနဲ့ကျောင်းသားကိုလိုက်လဲရေးစီချင်ပါတယ်လိုက်လေးလေးချင်းစီချင်ပါတယ်ဒါမှသာလေတည်တာတဲ့ဒုတမှုတွေဖြစ်မှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီမိန်းကလေးကိုကူရေးပေးပါပြီးသွားရင် ဗီဒီယိုလေးကိုနည်းနည်းလေးပြန်ကြော်ပြီးတော့ article လေးပြန်ဖတ်ပြီးတော့ဖြည့်ပေးပါလို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့ဖြည့်တိုက်ပါမယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုကတော့ဖြည့်တိုက်မှာဖြစ်တယ်ဗောနော် A ကမေကုန်မိထားတယ် What's Kirsty's job အဲ့ဒီကတော့ Kirsty ရဲ့အလုပ်ကဘာလဲဆိုပြီးမိထားတယ်အဖေကတော့အားလုံးသိတဲ့အတိုင်းပဲ She's an office worker ဖြစ်ပါတယ်သူမကဘာလုပ်တာလဲဆိုလို့ရှိရင်ယုံမလုပ်လို့တဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ် ဒီနေရာမှာ office က o နဲ့ side တကြောင် n နဲ့သုံးထားရပါတော့။ဒါလေးကိုသိထားဖို့လိုအပ်တယ်။ပြီးတော့ b ကိုတိုက်ပါမယ်။ How does Kirsty travel to work ဆိုပြီးပြောတယ်။အဲ့ဒီကတော့ Kirsty ကအယုံကိုသူတို့ဒီအလုပ်ကိုပေါ့နော်သူဘယ်လိုသွားလဲဆိုပြီးတော့မေးခွန်းလေးမိထားတယ်။အလုံးသိရတဲ့အတိုင်းပဲအဖြေကတော့ by train ဖြစ်ပါတယ်။ယထာနဲ့သွားတာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ c ကိုကြည့်ပါမယ်။ c ကကြတော့ Does Kirsty like the people in her office? ဆိုပြီးပြောထားတယ်။ဒေဗီကတော့ Kirsty ကသူ့ရဲ့ရုံးမှရှိတဲ့လူတွေကိုသဘောကျသလားဆိုပြီးတော့မေးထားတယ်။အဖေကတော့အားလုံးသိတဲ့အတိုင်းပဲ Yes, she does. ကြိုက်ပါတယ်သူသဘောကျပါတယ်ရုံးမှရှိတဲ့လူတွေကိုသဘောကျပါတယ်ဆိုပြီးပြန်ပြေးထားပါတယ်။နောက်တစ်ခုက Dio ကြည့်ပါမယ်။ What does Kirsty do after work? အဒေဗီကတော့ Kirsty ကရုံးပြီးသွားတဲ့အခါမှာအလုပ်ပြီးသွားတဲ့အခါမှာမလုပ်တလဲဆိုပြီးမေးထားတယ်။အဖေကတော့ she usually goes home ဆိုပြီးတော့ပြောထားတယ်အတိအပယ်ကတော့များသောအားဖြင့်啊သူကအိမ်ကိုပဲပြန်တယ်လို့ပြောထားတာဖြစ်ပါတယ်အလုံးအဖြစ်တိုက်ပြီးတော့မှန်မယ်လို့ယုံကြည်ပါတယ်ကဲပြီးမမှန်ဘူးဆိုလည်းပြဿနာမရှိပါဘူးပြန်ပြီးတော့လေ့လာပါသုံးသပ်ပါပြီးသွားရင်နောက်တစ်ခါပြန်ပြီးတော့ဖြေကြည့်ပါလို့ပြောချင်ပါတယ်ဒါဆိုရင်တော့ကျမတို့ဒီပထမဆုံးစာကြောင်းလေးကိုကျမပြောပြပေးပါမယ်။ Please the words below to say how frequently something happens ဆိုပြီးပြောထားတယ်။ကျမတို့ကဒီအောက်မှာပြထားတဲ့စကားလုံးတွေကိုသုံးနေဘယ်ကမှသုံးလဲဆိုရင်ဘယ်နှကြိမ်ဖြစ်တယ်လဲမကြာခဏဘလောက်ဖြစ်တယ်လဲဒါမျိုးတွေကိုကျမတို့ကဖော်ပြတဲ့အခါမှာသုံးပါတယ်။စကားလုံးတွေကဘာတွေလဲဆိုရင် sometimes never always often usually ဖြစ်ပါတယ်။ sometimes ရဲ့အဓိပ္ပာယ်ကတော့တခါတလေဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော် never ဆိုတာကတော့ဘယ်တော့မှဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် always ကတော့အမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် often ဆိုတာကကျတော့မကြာခဏဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် usually ဆိုတာကတော့အမြဲလိုလိုဆိုတဲ့သဘောမျိုးလေးဖြစ်ပါတယ်ဆိုတော့ဒီအောက်မှာဒီရာခိုင်နှုန်းလေးနဲ့ပြထားတာလေးကိုတစ်ချက်ကြည့်ပြီးတော့မှတ်ထားလို့ရတယ်ပေါ့နော်ကျမတို့ဒီ0%ပေါ့တုံညရာခိုင်နှုန်းလုံးဝတစ်စက်တောင်မရှိဘူးရာခိုင်နှုန်းတစ်ခုတောင်မရှိတယ် အရာမျိုးဘယ်လိုပြောမလဲဆိုရင် never လို့ပြောလို့ရတယ်သုံးလို့ရတယ်ဘယ်တော့မှဆိုရင်အတိပဲဖြစ်တယ်ပေါ့နော်ပြီးသွားရင်တော့ဒီတရားရာခိုင်နှုန်းညာဘက်ကိုကြည့်စီခြင်းနဲ့ဒါကတော့ always always ကကြတော့အမြဲလို့လို့ဖြစ်တာအမြဲတမ်းဖြစ်နေတာဆိုတော့တို့နှစ်ခုကပြောင်းပြန်စံကျင်ဘက်ဖြစ်တယ်ဆိုတော့လုံးဝမလုပ်ဘူးဘူးဆိုရင် never သုံးလို့ရတယ်အမြဲတမ်းလုပ်တယ်ဆိုလို့ရှိရင်ကျမတို့တရားရဂိုင်းနှုတ်ဖြစ်တဲ့တကြောင် always လို့သုံးရရပါတော့။ဒီကြားထဲမှာကတော့ sometimes လို့ often လို့ usually လို့ရှိတယ်ပေါ့နော်။ ဒါရခိုင်နှုံးနဲ့ဖော်ပြထားတာဖြစ်တယ် sometimes ရကကျတော့ကျွန်တော်တစ်ခါတလေဆိုပြီးပြောလို့ရတယ်ပေါ့နော် often ရကကျတော့သူ့ထက်နည်းနည်းလေးပို့ပြီးတော့များတယ်မကြခဏဆိုရင်ဒေပဲလေးဖြစ်သွားတယ် usually ကကျတော့ကျမတို့ဒီအမြဲလို့လို့ပေါ့ဒါဆိုလို့ရှိရင်ကျမတို့က usually လို့ပြောလို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီဇင်ဘဝမှာကိုလုံးဝမလုပ်ဘူးဘယ်တော့မှမလုပ်ဘူးဆိုရဲရဆိုရင် never နဲ့သုံးလို့ရတယ်အမြဲတမ်းလုပ်တယ်တတောက်လျှောက်လုံးအမြဲတမ်းတောက်လျှောက်လုပ်တယ်ဆိုရဲအရာတွေကို always သုံးလို့ရတယ်။ဒီနှစ်ခုရဲ့ကြားရတဲ့အရာတွေကိုကြတော့ကျွန်တော် sometimes often usually အစဉ်ပြေတာလေးကိုသုံးသွားလို့ရတယ်ပေါ့နော်။ပြီးတော့အောက်မှာရှင်းပြထားတာလေးတွေကတော့ adverbs of frequency can come after the verb be သူတို့ကအမြဲတမ်းပေါ့နော် verb be ရဲ့အနောက်မှာလိုက်ပါတယ်။ဥပမာအဖြစ်ဒီအောက်ကစကားလုံးစာကြောင်းဆိုရင် the weather is usually sunny ဆိုပြီးပြောထားတယ်။ဆိုတော့အတိအပယ်ကရာသီဥတုကညသောအဖြစ် sunny ဖြစ်တယ်နေ့ ပူရဲပေါ့နော်ဒီလိုမျိုးလေးပြောထားဖြစ်ပါတယ်နောက်တစ်ခုကတော့ adverbs of frequency can come before other verbs ဆိုပြီးပြောထားတယ်ကျွန်တော်တို့ဒီ verb တွေမတိုင်ခင်မှာလေလာရှိပါတယ်ပေါ့နော်ဥပမာဖြင့် i never go surfing ဒါဆိုလို့ရှိရင်ကျွန်တော်ကိုယ့်ရဲ့အရှိမသုံးထားတဲ့ verb ရဲ့အရှိမသုံးထားတာပေါ့နော် I never go surfing ဆိုတော့ surfing ကိုငါဘယ်တော့မှမသွားဘူး surfing ဆိုတော့ကျွန်တော်တို့ဒီရေထဲမှာ surf လုပ်တာကိုပြောတာဖြစ်တယ်ပေါ့နော်မသိရင် Google မှာရှာပေးပါလို့ပြောချင်တယ်ပေါ့နော် So I never go surfing ငါဘယ်တော့မှ surfing မသွားဘူးဒီလိုမျိုးလေးပြောတယ်အပေါ်ကအတိပဲဆိုရင် the weather is usually sunny သူဆိုလိုချင်တဲ့အတိပဲကတော့ ပုံမှန်အားဖြင့်ပေါ့နော်ဒီရာသီဥတုကဒီစနေဖြစ်တယ်ပေါ့နော်နေတာတယ် usually ဖြစ်တဲ့တကြောင်အမြဲလိုလိုလိုပြောချင်တာဖြစ်တယ်ရာသီဥတုကတော့အမြဲလိုလိုနေတာပါတယ်ဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ်အခုတခါမှာတော့ကျွန်တော်ဒီလေ့ကျင့်ခန်းလေးကိုလောအောင်မှာဖြစ်ပါတယ် underline the correct options to complete the sentences လို့ပြောထားတယ် ဲ့တော့အောက်မှာပေးထားတဲ့စာကြောင်းလေးကိုကျောင်းသားတစ်ချက်ဖတ်မယ်ဖတ်ပြီးသွားတဲ့အခါကျလို့ရှင်သူကအဖြေလေးတွေကိုနှစ်ခုပေးထားတယ်အဲ့ဒီမှာမှမန်နေဆိုတဲ့အဖြေရဲ့အောက်မှာတိုင်းလေးတားပေးရမှာဖြစ်ပါတယ်ဆိုတော့ကျောင်းသားကပါလုပ်ကမယ်ဆိုရင်စာအုပ်ထဲမှာဒီစာကြောင်းလေးတွေကိုကူပြီးတော့ရေးပေးပါပေးသွားရင်မန်နေဆိုတဲ့အဖြေကို mini လေးနဲ့လိုက်ပြီးတော့တားကြည့်ပေးပါလို့ကျွန်မပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့ဒီလေးချင်းငန်းလေးကိုလုပ်ကြည့်ပေးပါပြီးတော့ကျွန်တော်တို့ဖြည့်တိုက်ပေးပါမယ် ဒါဆိုလို့ရှိရင်တော့ကျွန်မအဖြေတိုက်ပေးပါမယ်။အဖြေကတော့ကျွန်မတို့ဒီ A မှာဆိုရင်အဖြေက sometimes ဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်မအသေးပဲလေးပြောပြပေးမယ်။ I usually stay at home at weekends. အသေးပဲကတော့ကျွန်မတို့ဒီပတ်ရက်စနေတနင်္ဂနွေဒီမှာမြင်းရမ်းလို့လို့ပေါ့နော်။အိမ်မှာပဲငါကနေပါတယ်ဆိုပြီးပြောထားတယ်။ But ဒါပေမဲ့ I sometimes go shopping with friends ဆိုပြီးပြောထားတယ်။ဖြေမှန်းလေးက sometimes ဖြစ်တဲ့အကြောင်းအသေးပဲက ပေမဲ့ငါကတခါတလေမှာတော့ငါရဲ့တငယ်ချင်းတွေနဲ့ shopping သွားတယ်ဆိုတဲ့အထိပဲဖြစ်ပါတယ်။ဆိုတော့အပြေးလေးက sometimes ဖြစ်ပါတယ်။ဒါဆိုရင် B ကိုကြည့်ပါမယ်။ B က he's always late for work ဆိုပြီးပြောထားတယ်။ဆိုတော့အတိတ်ကတော့ तू ကအမြင်တမ်းရုံးကိုအလုပ်ကိုဆိုလို့ရှိရင်နောက်ကျတယ်ဆိုပြောချင်တာဖြစ်တယ်။ always ဖြစ်ပါတယ်။နောက်မှဘာထပ်ပြောရလဲဆိုရင် he's never on time သူကဘယ်တော့မှအချိန်မမှန်ဘူး။ အချိန်အတိကျမလာဘူးပေါ့နော်မရောက်လာအမြဲလိုလိုနောက်ကြတယ်အဲ့တော့သူက never ပေါ့ဘယ်တော့မှအချိန်မမှန်ဘူးအမြဲတမ်းနောက်ကြတယ်ဆိုရင်ဒီပဲဖြစ်တဲ့တကြောင်အဖေက always ဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျမတို့ CEO ကြည့်ပါမယ်ဒါဆိုရင်တော့ကျမတို့ရဲ့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။စာလေးတွေကိုသေသေးသေးလေးလိုက်ပြီးတော့လေ့ကျင့်မယ်လို့ကျမအနေနဲ့ယုံကြည်ပါတယ်။ ေးချင်ပါလို့လည်းကျွန်မပြောချင်ပါတယ်ဒါမှသာလင်းထိရောက်တဲ့ရလက်တီတီတီတတာတိုးတက်လာမှာဖြစ်ပါတယ်လို့ကျွန်မကပြောချင်ပါတယ်ဒါဆိုရင်တော့ bye for now see you in the next video အတိတ်ပဲရတော့ကျွန်မတို့ပြန်ပြီးရမယ်ဆိုရင် we never go on holiday သူအဖေလေးကတော့ never ဖြစ်တယ်ပေါ့နော်အတိတ်ပဲ we never go on holiday ငါတို့အားလည်းရပေးရမှာပေါ့နော်ဘယ်တော့မှမသွားဘူး because ဘာဖြစ်လို့လဲဆိုတော့ we don't have any money အတိပဲရတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငါတို့မှာပတ်စံမရှိလို့ဆိုပြီးပြောခြင်းတယ်ပတ်စံမရှိတဲ့ကြောင့်ပိတ်ရဲဆိုလို့ရှိရင်ဘယ်မှမသွားဘူးဒီသဘောမျိုးလေးပြောတာပေါ့နော်ဘယ်တော့မှမသွားဘူးဆိုပြီးတော့ပြောရတာဖြစ်ပါတယ် so အဖြေလေးက never ဖြစ်ပါတယ် A ရဲ့အဖြေလေးက sometimes ဖြစ်တယ် B က always ဖြစ်တယ် C က never ဖြစ်တယ် ဆိုတော့ဒီဖြေလေးတွေကိုမှန်မယ်လို့ယူဆပါတယ်။မမှန်ရင်လည်းပြဿနာမရှိပါဘူး။မှားသွားရဲဆိုရင်မှားသွားတဲ့စကလုံးလေးတွေစာကြောင်းလေးတွေကိုတိတ်ချပြန်ပြီးတော့လေ့လာသုံးသပ်ပါလို့ကျွန်မပြောချင်ပါတယ်။ကိုကမှားတာကိုကြောက်စရာမလိုပါဘူး။ပြန်ပြီးတော့လေ့ကျင့်ပြီးတော့သုံးသပ်လို့ရှိရင်ပို့ပြီးတော့တည်တည်တတ်တတ်နဲ့တိုးတက်သွားပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်။